ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ KG Story Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ခါမှာတော့ပရိသတ်တွေအတွက်စာရေးသူဆရာအကဆော်ရေးသားထားတဲ့စုံမကြီးတော်ပြင်းနဲ့ယောက်ျားသစ္စာအပိုင်း65ကိုတင်ဆက်ပေးကြပါတယ်အစီအစဉ်လေးစတင်ခင်မှာကျမတို့ရဲ့ Channel လေးကို Like and Subscribe လေးလုပ်ပြီးတင်သမျှဗီဒီယိုတွေကိုအချိန်နဲ့တကယ်ညီသိရှိစေဖို့အတွက်ဘေးနားအနုတီဘဲလေးကိုနှိပ်ထားပေးဖို့လည်းတောင်းဆိုကြပါတယ်ကျမတို့အစီအစဉ်တင်ဆက်သူဟီမန်ကူကူဖြစ်ပါရဲ့ရှင် မဲပြင်းတဲ့ဖိုးမောင်တို့မှာကြောင်ပြက်ကြီးအတွင်နေထိုင်ကြပါရယ်ချစ်သူမောင်နဲ့နှစ်ဦးသားကျင်နာကပျော့တပြုံးပြုံးနဲ့ချက်နေကြတာပါအကိုရှေ့ရှောက်ရောဘလို့ဆက်လုပ်မယ်လို့စိတ်ကူးထားလိမ့်ဖိုးမောင်ကခေါင်းမိုးပေါ်တစ်ချက်ကြည့်ပြီးတော့อืมမနေ့ကျရင်တော့အကိုတို့လှဲလန်းกว่าဘက်ကိုသွားပြီးတော့အဲ့ရနေမှာတစ်စင်းတစ်နေရာကိုသွားကြမယ်ရွာကလေးတယောက်မှာအကိုတို့နှစ်ယောက်လူမသိသူမသိနေကြပြီးတော့အကိုကအလဲတွေရာရေလုံမယ်ကွာမဲပြင်းရောအကိုတို့အသားတွေတမိမွေးပေးပေါ့သွားပါ အကူကတိတ်ပြီးစိတ်ကူးရနေတာပဲစိတ်ကူးရနေတာမဟုတ်ဘူးမေပြင်းတကယ်ပြောတာမကြခင်အဲ့တိုင်တကယ်ဖြစ်လာတော့မှာဒီလိုနဲ့ချစ်သူနှစ်ဦးပြောပြနေတဲ့အချိန်မှာအုံနဲ့ဆောက်ထားတဲ့ကြောင်ကြီးမှာတိတ်ငနေတစ်ချက်တုံခါသွားပါရယ်ဖိုးမတောင်ခေါင်းနှပန်းနေကြည်လာပြီးငုတ်တုတ်ထထိုင်လိုက်ပါရယ်ဘာဖြစ်တာလဲငလင်းလှုပ်တာလားအဲ့ဒီအချိန်မှာပဲကြောင်ကြီးအနီမှာတပုတ်ပုတ်နဲ့လမ်းလျှောက်တဲ့အတန်တွေကိုကြားရပါရယ် လမ်းလျှောက်တဲ့အတန်လေးလို့ဆိုပေမဲ့လေစပားပြစ်ထဲထားတဲ့ပုတ်တောင်းကြီးတစ်ခုကိုမြေပေါ်ကင်ဆောက်ချလိုက်တယ်လို့အတန်ကကြီးကြီးမားမားထွက်ပေါ်နေကြမှာကျောင်းဆောင်ကြီးမှာပြင်ချက်တွေကိုမိုးထားပြီးတော့ကျောင်းရဲ့အရှိပါမှာတော့အမိုးတွေရှိပေမဲ့လေမဲပြင်းတို့ထိုင်နေတဲ့ကျောင်းမှုအနောက်ဘက်မှာတော့ခါမှုမှာကျွတ်တွကျတဲ့သာရှိပါတယ်အဲဒီကမှုအပေါ်ကဝါဖတ်မှန်ကြီးလင်းလန်းနေတဲ့အလုံးကြီးတစ်လုံးကအနားကိုတိုကက်လာပါရဲ့ဝါဖတ်မှန်အလင်းအောင်ကြီးတွေကကြောင်းကျမ်းမြင်ပေါ်ကိုထိုးဆင်းကြလာပြီး ဖိုးမောင်မှာအလွန်ထိတ်လန့်စွာကြည့်နေတဲ့အချိန်မှာဖိုးမောင်ထိုင်နေအနားမှာရှိတဲ့ကျောင်းပရင်ပေါအပြက်ကြီးကနေအလွန်ကြီးမားတဲ့လက်ကြီးတစ်ဖက်ထွက်လာပြီးဖိုးမောင်လက်နဲ့ဆုပ်ကိုင်းကဖမ်းဆီးသွားပါရယ်။မဲပြင်းမှာပရင်ပေါကနေအပြင်ခုံချလိုက်တဲ့အခါမှာအလွန်ကြီးမားတဲ့လူကြီးတောက်ကိုတွေ့ရပါရယ်။လူလို့ဆိုပေမဲ့လည်းကရုံးနဲ့ဖြစ်ပြီးတော့တကူလုံးဝယ်စားကင်မဲနေပြီးခါးရဲ့အောက်ပိုင်းမှာတော့သင်းပိုင်နဲ့တူတဲ့အရာတစ်ခုသာပတ်ထားပါရယ်။အရင်ကမြင်တွေ့ကြရတဲ့ဝါဖမ်းမှန်အလုံးကြီးကအဲ့လူကြီးရဲ့ဥကောက်မှရှိတဲ့တလုံးသီးသောမျက်လုံးကြီးပါ။ ဖိုးမကလည်းအတန်ကုန်အော်ဟစ်ပြီးကဲကြပါဦးကဲကြပါဦးမေပြင်းကအရှိကိုတိုးလာပြီးအဲ့ဒီလူကြီးကိုဆက်လက်နဲ့တခုနဲ့ပြစ်ခတ်လိုက်ပါရီဆက်လက်နဲ့ထိမှန်သွားပြီးမဲလဲအဲ့ဒီလူကြီးကတော့စိုးစင်းညာနာကျင်စင်းမရှိပဲဖြစ်တာပါဟေးလူကြီးရှင်တို့လှုပ်ပေးလိုက်စမ်းအောင်မမင်းတို့ကငါ့ကြောင်လဲလာသေးတယ်ငါ့ကိုလည်းစော်ကားသေးတယ်ပေါ့ရှင်တို့လှုပ်ဆုံလှုပ်လိုက်နော်အောင်မမင်းအစွမ်းလောက်နဲ့များငါ့ကိုရှင်နိုင်မယ်ထင်လို့လားဘသူကြီးကမဲပြင်းကိုလက်သေးတွေနဲ့ထူပါရီ မဲပြင်းကလည်းလက်သေးချက်တွေရှောင်ရှားပြီးဘလူးကြီးကိုတိုက်ခိုက်ပေးမယ်လေဘလူးကြီးကတော့ဆုံးပညာတိုက်ခိုက်မှုကိုနည်းနည်းမှတော့မဖြုံပါဘူးမဲပြင်းကတိုက်ခိုက်ရင်းနဲ့အကြံတစ်ခုရသွားပါရဲ့ဒီလိုနဲ့ဘလူးကြီးကိုမတိုက်ခိုက်တော့ဘဲចောင်းတိုက်ကြီးကိုဆက်လက်နဲ့ပြစ်ခတ်လိုက်ပါရဲ့ဆက်လက်နဲ့ထိမှန်တာနဲ့ចောင်းတိုက်ကြီးမှာဝုန်းကနေတစ်ချက်ပေါက်ကွဲသွားပြီးအောက်များအင်္ဂရီများတဝောပေါ်နဲ့ကွာကျလာပါရဲ့ဘလူးကြီးမှာတောင်းတမှန်မှန်နဲ့မလောက်ပါနဲ့ကွာငါចောင်းယူတော့မလောက်ပါနဲ့ ဒါဆိုရင်ရှင်းရလက်ထရာလူအရင်ဆုံးလွတ်လိုက်မလွတ်ဘူးဆိုရင်တော့ဟောရီကြောင်းတိုင်ကြီးတခုလုံးအစိမ့်စိမ့်မှာမှာကွဲထွက်သွားစေရမယ်ဘလူးကြီးလည်းကြောက်ကြောက်လန့်လန့်နဲ့ဖိုးမောင်မြေကြီးပေါ်ပြန်ချပေးလိုက်ပါတယ်မဲပြင်းကဘလူးကြီးကိုလက်ညှိုးထုတ်ပြီးတော့ငါတို့ဒီမှာတညလောက်တဲခုမလို့နေရောနေရဲ့ကြောင်းကငါဘာမှမလုပ်ဘူးငါတို့အေးအေးဆေးဆေးနေခွင့်ပေးပါကောင်းပါပြီနေပါနေပါကြောင်းသာဆက်ပြီးတော့မထိခိုက်စေပါနဲ့ဘလူးကြီးအဲ့လိုပြောပြီးတော့ကြောင်းပေးကိုဆင်းသွားပြီးတဖြည်းဖြည်းသေးငယ်သွားရင်းနဲ့ပျောက်ကွယ်သွားပါတယ် ဖိုးမောင်မှာအခုချိန်ထိအကြောက်မပြေသေးပါဘူး။မေပြင်းကတော့ဖိုးမောင်ကိုပြေးတွဲလိုက်ပြီးလာပါလာပါအကိုရေဟိုကောင်ကြီးသွားပါပြီ။ဟိုအကိုတို့ဒီမှာစက်နေလို့ဖြစ်ပါမလား။မစိုးရိမ်ပါနဲ့အကိုရေသူထွက်ပြီးတော့မလာတော့တော့ပါဘူး။ပြီးတော့ကျုပ်တို့လည်းမနဲ့လင်းချက်တို့မရနဲ့ဒီကနေထွက်ပြီးတော့ခရီးဆက်မှာမဟုတ်လား။ဖိုးမောင်ကခေါင်းညင်လိုက်ပြီးမေပြင်းနဲ့အတူတူကျောင်းပေါ်ပြန်တက်လာခဲ့ပါရဲ့။ချစ်သူနှစ်ဦးကျနာစွာနဲ့ပွေဖက်အိမ်ဆန်နေရင်မနက်မိုးလင်းကနေအချိန်မှမေပြင်းကအိယာထားလိုက်ပါရဲ့ ီခါမှာဖိုးမောင်ကခွခွေကလေးအိပ်ပျော်နေပါတယ်။ထားတော့လေအကိုရဲ့ခရီးစအောင်မေး။ဖိုးမောင်ကတကောလုံးတုံရင်နေပြီးအယောင်ယောင်အမမနဲ့ညီးတွားလျက်ရှိပါတယ်။မေပြင်းကထိတ်လန့်သွားပြီးအကိုအကိုအကိုဘာဖြစ်တာလဲ။ဖိုးမောင်ရဲ့လက်တွေနှခမ်းတွေကတဆက်ဆက်တုံရင်ပြီးအကိုအကိုမရတော့ဘူးအကိုတကယ်မရတော့ဘူးအကိုအကိုအဲ့ဒါဘာဖြစ်တာလဲ။ ကိုအရက်တောက်ချင်တယ်အဲ့ဒါအရက်စိတ်တက်တာနေမှာအရက်တစ်ပတ်လောက်မှပတ်သက်သေးမြန်အကိုတရားတော့မယ်ထင်ပါတယ်မယ်ပြင်းမယ်ပြင်းလဲအလွန်စိုးရင်သွားပြီဒါပြင်အကိုဒီမှာခဏစောင့်နေတော့ကျုပ်ပြေတော့ရတယ်သွားပြီးအကိုအရက်နေနေရှာဝဲခဲ့မယ်ဖုံးမောင်ကခေါင်းညိပ်ပြီးတောင်းမှပြင်းမြန်သွားစမှာမယ်ပြင်းအကိုတော့တေတော့မယ်ထင်တာပဲမယ်ပြင်းကចောင်းကြီးပေါ်ကနေဆင်းပြီးပြေတော့ရွာဘက်ကိုဦးတီထွက်ခဲ့ပါတယ်ပြေတော့ရွာနဲ့ចောင်းမြတ်ကြီးမှာအနေငယ်လမ်းနဲ့အတွက်အတော်လေးသွားရပါတယ် မနက်ခင်းလင်းတဲ့အချိန်မှာပေရောရောင်မှရှိတဲ့ရွာသူရွာသားတွေကလုပ်ငန်းကိုယ်စီလုပ်ကိုင်းရတဲ့ပြင်ဆင်နေကြပြီဖြစ်ပါရယ်။ပေရောရွာထိပ်အရောက်မှာတော့တောင်သူအချို့ကရွာကင်းအတွင်းကိုစဉ်ကြပြီးမဲပြင်းဟာတစ်ချက်တွေ့တော်လာရင်နဲ့ငါဒီပုံစံတိုင်းသွားလို့တော့မဖြစ်ဘူး။အားရဲ့ဝတ်ပုံစားပုံထူးဆန်းနေအောင်ဒီရွာသားရဲ့တတိထားမိတိုင်းမလိုလားအပ်တဲ့ပြဿနာတွေဖြစ်လာနိုင်တယ်။ မေပြင်းကအဲ့လိုတွေ့တော်လိုက်ပြီးနောက်သူ့ရဲ့ရှိတ်ခလန်လန်ရာခင်းနေကိုဆင်းသွားပြီးအဖွားကြီးတူကိုတေချာဆိုင်ကြည့်လိုက်ကမိမိရဲ့ခန္ဓာကိုယ်ကိုတပတ်လျင်မန်နဲ့တစ်ချက်ယူလိုက်တဲ့အခါမှာတော့မေပြင်းရဲ့ငကူမူလာရုပ်သွင်းပျောက်ကွယ်သွားပြီးရာခင်းနေဆင်းသွားတဲ့အဖွားကြီးပုံစံဖြစ်သွားပါတယ်။အဲ့ဒီနောက်မှာပေရောရအတင်းကိုခက်တီတီနဲ့ဝင်ခဲ့ပါတယ်။ ပြီးတော့ရွာမှာဖက်လက်ရွာရဲ့ထဝက်မြခန္ဓာရှိပေမဲ့လည်းရွာသူရွာသားတွေကပျက်ပျော်ရွှင်ရွှင်နဲ့စီစီလုံလုံရှိကြပါတယ်။လေထဲရရဲဆင်းသွားတဲ့တောင်သူတွေကတော့လေယာဉ်လုပ်ငန်းသုံးတဲ့ကရိယာတွေကိုယူဆလာကြပြီးတချင်းကလေးတကြောကြောလေကလေးတချွန်ချွန်နဲ့သွာလာလှူရှာနေကြပါတယ်။မဲပြင်းမှာအဖွားကြီးအသွင်နဲ့ချမ်ပါဝါရှိတပြက်စီလဲကျင်းနေတဲ့လူတအုပ်ရဲ့အနီကိုတိုးကပ်လာခဲ့ပါရယ်။ဟဲ့မောင်ရင်ဒီရွာမှာအရက်ဖဲနှောင်းဝယ်လို့ရလေ။တပြက်စီလဲနေတဲ့လူကအဖွားကြီးကိုမျက်မှောင်ကျုပ်ခါကြည့်လိုက်ပြီးတော့ ဖဖရှာအရောက်ဘာလုံးလို့လဲဗျ။အေကနာဖရားတကရအရက်တောက်ချင်နေတယ်နဲ့။ဟုတ်ပါဝေးစိတ်အတုံးလို့လို့ပါ။ဒါဖြင့်လေရွာမြောက်ပိုင်းအောင်မောင်ဆိုင်တို့တဲကလေးမှာရှိမယ်ထင်ပါ။မေပြင်းဟာအဲ့လူပြောလိုက်တဲ့အတိုင်းရွာမြောက်ပိုင်းအောင်ထွက်လာခဲ့ပါရဲ့။ပြီးတော့ရအစံခလန်လာမှာတော့တဲကုတ်ကလေးနှလုံးရှိပြီးအနားကိုရောက်တဲ့အခါမှာတဲကုတ်ကလေးအရှိမှာတော့အညိုရပလင်းများတန်းစီထားတာတွေ့လိုက်ရပါတယ်။မေပြင်းလေးပျော်ရွှင်သွားပြီးတဲကလေးစီကိုအပြေးလာခဲ့ပါတယ်။ဟဲ့မောင်ဆိုင်ငါ့အရက်တပလင်းလောက်ရောင်းစမ်းမှာ။ ထိုင်နေတဲ့လူငယ်အမေပြင်းကိုကြည့်ရင်သူကမောင်ဆိုင်မဟုတ်ဘူးလေတော့ဖားရှင်ဩအေးနေပူရဲလာတော့မျက်လုံးတွေလည်းပြာရေးတေချာမမြင်ရဘူးအေးငါအရက်ရှားမှအုံးစေးသုံးလေးလိုချင်လို့အဲ့လူငယ်ကပလင်းတလုံးကကန်လိုက်ပြီးဟောရာချက်အရက်မိတော့အရက်ပြစေးသုံးရင်တော့ဒါမျိုးမှကောင်းလားမေပြင်းကအရွယ်ပလင်းကိုဝယ်ယူလိုက်ပြီးပေရောရအတွင်အနေအမြန်ဖြတ်ပြီးပြန်လာခဲ့ပါရဲ့ ။လမ်းမှာတွေ့နေတဲ့သူတွေကတော့မဲပြင်းကိုနှုတ်ဆက်ကြပြီးမဲလေမဲပြင်းကတော့မချစ်တော်ဖြစ်ကလေးလှုပ်ပြီးခက်မြက်မြက်နှုတ်ဆက်ကရွာပြင်ကိုထွက်လာခဲ့ပါရယ်။ရွာပြင်အရောက်မှာတော့မိမိအရောက်ဆောင်ထားတဲ့တော့ဖာရှင်ဆိုတဲ့အဖွာကြီးနဲ့ပတ်ပင်းတူပါရယ်။တော့ဖာရှင်ကတော့မဲပြင်းကိုမျက်လုံးပြူးကြည့်နေကြည့်ပြီးလက်ညှိုးထုတ်ကမူးမေ့လဲကျသွားပါရယ်။မဲပြင်းကလည်းအဖွာကြီးကိုကြောက်ခွာကကြောင်ကြီးစီကိုအမြင်ပြေးလာခဲ့ပါရယ်။ပြီးတော့ရမှာအနေငယ်လန်းလာမှုကြောင်းကြီးစီကိုပြောင်းတဲ့အခါမှာမိုးဆင်ဆင်လင်းနေပြီဖြစ်ပါရယ်။ မဲပြင်းကဝမ်းသာအာရနဲ့အရက်ပလင်းပိုက်ကကြောင်းမော်တက်လာခဲ့ပါရယ်အကိုကြီးအကိုကြီးဒီမှာရလာခဲ့ပြီမဲပြင်းကကြောင်းမော်ပြစ်တက်ကကြည့်လိုက်ပြီးမဲလဲကြောင်းမော်မှာမိသူတူတယောက်မှမရှိပဲဟာလာဟင်းလင်းကြီးဖြစ်နေပါရယ်ဟမ်အကိုဘယ်များသွားရလဲမဲပြင်းကဖိုးမောင်ကြောင့်တဘိုးတဘာသွားတယ်လို့ထင်လိုက်မိပြီးကြောင်းပါဝင်ချက်မှာရှောက်ဖေးကြည့်ပြီးမဲလဲဖိုးမောင်မတွေ့တော့ပါဘူးငါရှာတာတော့ကြောက်နေလို့များအကိုကိုယ်ရင်သွားရှာရလား မေပြရတွေ့တော်ရင်လည်းကြောင်းမတက်တဲ့အုပ်လီကားကြီးမှထိုင်ကဖိုးမောင်ဆောင်မျောနေပါရယ်ဖိုးမောင်ကအရက်မတော်ရတဲ့အတွက်တကူလုံးကလည်းအေးဆက်တုံရင်နေပြီးတော့ခရောင်ကရမ်းဖြစ်နေရပါရှင်ဘက်အတွင်ကနေလည်းတုံရင်လှိုင်မောပြီးတော့အိုင်းရင်ချီနေနေရှာပါရယ်အနီးနားကိုကြည့်တဲ့အခါမှလည်းမေပြင်းကိုမတွေ့ရပါဘူးမေပြင်းကဖိုးမောင်အတွက်အရက်သွားရှာနေခြင်းမှာဖိုးမောင်မှာကြက်မြက်မှာလူလွတ်နေမိပါရယ်အဲ့ဒီအချိန်မှာပဲကြောင်းမတက်လာတဲ့ခြေတံတွေကြားလိုက်ရပါရယ် ဖိုးမာမအာတက်တေယောနဲ့ထထိုင်လိုက်ပြီးကျောင်းဝင်ဝါကိုလှမ်းကြည့်လိုက်ပါရယ်ဟမ်သူရွှေခေါ်ကျောင်းဝင်ဝါတကားနေတက်လာတဲ့သူကတော့မေးပြမဟုတ်ပဲရွှေခေါ်ဖြစ်နေရကိုတွေ့လိုက်ရပါရယ်ရွှေခေါ်ကလူယုံနေတဲ့သူကျောင်းမော်တက်လာပြီးဟျောင်းဖိုးမာမေးပြပါမလားဖိုးမာမထိတ်လန့်သွားပြီးခေါင်းကိုခိုင်ရန်လိုက်ပြီးတော့မသိဘူးဟာမသိဘူးဒါနဲ့မင်းကဘယ်လိုရှာတွေ့ရလဲ လေအိမ်ကြဒီနာခြုံထဲမှာတွေ့ရလေကွာနွားနကောင်ကလည်းဒီနာအကွင်းထဲမှာလွတ်နေရဆိုတော့လူတွေခိုအောင်နိုင်နေနေရစဉ်းစားလိုက်တော့ဟောရီကြောင်ကြီးပဲရှိတာမဟုတ်လားကွာရွှေခေါမဖိုးမောင်ရဲ့လေကုတ်ကိုဖမ်းဆုပ်လိုက်ပြီးငါအေးအေးဆေးဆေးမေးမယ်နော်ဖိုးမောင်မယ်ပြန်ခုဘမလဲမသိဘူးမသိပါဘူးဆိုနေကွာငါရွာထွက်လာပြီးတော့ဒီကြောင်ရတဲ့အိမ်နေတညအချိန်ကုန်သွားခဲ့တာပါကွာမင်းပြောတော့ငါရုံမဲများထင်နေသလားဖိုးမောင်ရဲ့ ရှိခမဖိုးမောင်လှုပ်ချလိုက်တဲ့အခါဖိုးမောင်မှာစမ်းမြေမောပက်လက်လန်ပြီးတော့လဲကျသွားပါတယ်။ရောက်လေတကြီးကိုခေါ်လာခဲ့။လူယောက်နှစ်ယောက်မှာဖိုးမောင်ကိုဂျိုင်းတစ်ဖက်တစ်ချက်စီကနေဆွဲမလိုက်ပါတယ်။ဖိုးမောင်မှာကြံလေခုကံဘွတ်တော့အမရှိအားကြောင့်တရွတ်တိုက်ပါသွားပါတယ်။နည်းနည်းပပတတနာနာနေစမှာဖိုးမောင်ရာမနေ့ကကျတော့မင်းရဲ့မင်္ဂလာပွဲနေကွာ။ဖိုးမောင်မှာမျက်လုံးပြူသွားပြီ။ဘာကွာအဘသူနဲ့မှမင်္ဂလာမဆောင်နိုင်ငါအဲ့မင်္ဂလာပွဲမတက်နိုင်ကွာ။ရွှေခေါမှာရှိမောရင်နဲ့ ။ဖိုးမောင်ဖိုးမောင်မင်းကခုထိကို့အချီနေမှာကိုမသိသေးဘူးကွာ။ဒါနဲ့မြာမင်းငါ့ရဲ့လက်ကနေလွတ်အောင်ပြေးရောတရက်ပြောင်ပြေးနိုင်လို့လား။ဖိုးမောင်မှအံ့ဩသွားပြီ။ဒါဆိုငါအခုဖြစ်နေရရငါဖြစ်နေရရဟုတ်တယ်ဖိုးမောင်ဒါအတမအရက်စိတ်တက်တာမဟုတ်မင်းတောက်တဲ့အရက်ထဲကိုငါဆွဲလန်းစေတတ်တဲ့အစိတ်ပြောက်တစ်မျိုးထည့်ထားတာကြပြီ။အဲ့ဒီအစိတ်ကိုမင်းကနေစဉ်ရက်ဆက်တောက်နေရ။ အေးအဲ့တော့မင်းတောက်နေသေးရတော့ဘာမှမဖြစ်ပေမဲ့အဲ့ဒီအစိတ်ကိုတရလောက်မတောက်ရတော့ဘူးဆိုရင်တော့မင်းရဲ့တကူလုံးမှာအစိတ်တွေပြန်သွားပြီးတုံရင်လာမယ်နှလုံးခုန်ကြီးညံ့လာမယ်နောက်ဆုံးတော့နှလုံးပေါက်ထွက်ပြီးသေဆုံးရမှာပဲရွှေခေါမင်းမင်းတို့တော့ရုံးမာတဲ့ကောင်ပဲကွာရုံးမာတော့မဟုတ်ပါကွာအဲ့တော့ပါနဲ့တယ်လို့ခေါ်တာကွာရွှေခေါဘက်ကပြန်ရေးပြလိုက်တာနဲ့လူယုံတွေကဖိုးမောင်ကိုဆွဲခေါ်သွားကြပါတယ်အဲ့နော်နားလေတစီပေါ်တင်ကဖက်လက်ရွာစီကိုခေါ်ဆောင်သွားကြပါတယ် အဲ့ဒီဖြစ်တယ်မသိရမယ့်ပြင်ကတော့ကြောင်ပဝနေပြီးဖုံးမောင်ပြန်လာစောင့်မျှော်နေမိရပါမနက်ခင်းမိုင်းကလေးကစောင့်မျှော်ရသည်မှာနေပင်ထန်းတပြားကျော်လွန်သွားပြီးတဲ့နောက်စွမ်းခံခြင်းချင်းကိုရောက်လာခဲ့ပါရယ်မေပြင်ရဲ့ကောင်းထဲမှာတန်တရားစေပေါင်းများစွာအထွေပေါင်းများစွာတို့နဲ့ဘလောင်စုလျက်ရှိပါရယ်နောက်ဆုံးတော့ညီလေးငါလိုပဲယောက်ျားအတွက်အရက်ဝယ်ပေးရတာပဲမဟုတ်လားအတန်ကြားတာကြောင့်လှည့်ကြည့်လိုက်တဲ့အခါမှာအပေါ်တစ်လေကမှာတော့ဖွားချမ်းသာထိုင်ကဆီလေးကိုခဲနေပါရဲ့ အကူကအဲ့လိုလူစားမျိုးမဟုတ်ပါဘူး။ညီကောင်လည်းယောက်ျားပဲ။ယောက်ျားဆိုဒီပုတ်တရားဒီပဲပါပဲ။အေးလုံနေစားမနဲ့။အကူကအဲ့လိုလူမျိုးမဟုတ်ဘူး။အကူပြန်လာလိုက်မယ်။မကြခင်အကူပြန်လာမှာပါ။အဲ့ခါကျရင်ကျုပ်တို့တူတူလှဲလန်းွားရအောင်သွားမယ်။အဲ့ရနေမှာတစင်ဘသူမှမသိနိုင်နဲ့။ကျိလက်ဒေါ်ရစနပ်ပုတ်ကလေးတစ်ခုသွားကြမယ်။အဲ့မှာအကူကယာကင်းနဲ့စိုက်ပြီးအတူတူအသက်မွေးကြမယ်လို့တိုင်ပင်ထားကြရလေ။ယောက်ျားရဲ့စကားကိုယုံတဲ့သူကခံရမှာပဲ။အေးယောက်ျားရဲ့စကားပလီပလန်စကားတွေတိတ်ပြီးပြောရကြတာမဟုတ်လား။ ။ဖွားချန်နာပြောဆိုလိုက်ရင်မဲပြင်းရဲ့နဗီမှာထောင်ထားတဲ့အရက်ပလင်းကိုလှန်လှန်လိုက်ပါရယ်။မဲပြင်းကဖွားချန်နာကိုကြည့်ရင်လော့ပါနဲ့ဖွားချန်နာရဲ့အဲ့ဒါအကုတ်အတွက်ပါ။ဖွားချန်နာအရက်ပလင်းမှာဆုတ်ထားတဲ့ဘူးဆိုဖြုတ်လိုက်ပြီးအရက်ကိုတစ်ချက်မော့တော်လိုက်ပါရယ်။ငါမြည်ကြည့်ရပါ၏။ဒါနဲ့ဒီအရက်ကဖက်လိုက်ရထွက်တဲ့အရက်နဲ့ရှင်တော့တော်တော်ညံ့တာပဲ။မဲပြင်းကလေပြင်းတရှိရှိနဲ့အနည်းပါဝင်ခြင်းကိုမျှော်ငေးကြည့်မိပါရယ်။လေတိုက်ပြီးခြုံပေါ်များလှောက်ခတ်လိုက်ဖုံးမောင်များပြန်လာလားလို့တွေးထင်ပြီးလိုက်ကြည့်နေမိပါရယ်။ ဒီလိုနဲ့အချိန်တွေတစ်ပြေးပြေးကုန်သွားပြီးတဲ့နောက်ညနေနေ့ချိုချိန်ကိုရောက်လာခဲ့ပါတယ်။ဖွာချန်နာကဖိုးမောင်တော်ဝဲထားပြီးအရက်ပလင်းကိုတကြိုက်တကြိုက်မောတောင်းရင်အရက်ပလင်းတော်မှကုန်သွားပြီဖြစ်ပါတယ်။စောင့်နေပါနဲ့အေးယနေ့ကောင်နေ့စီလာမှမဟုတ်တော့ပါဘူး။ဟုတ်ဘူးအကွာအဲ့လိုလူစားမျိုးမဟုတ်အကွာကြက်ကိုရဖို့အတွက်တကြီးရူကိုစီးစိမ်ပါစွန့်လို့ဝင်တဲ့လူစားမျိုးရှင့်ဖွာချနာတပြင်းတစ်ချက်ချိုင်း လောကကြီးမှာလေမိမတွေဒုက္ခရောက်ရတယ်ဆိုတာသူ့ကြီးဒုက္ခရောက်တာနည်းနည်းယောက်ျားရဲ့စကားယုံစားမိလို့ဒုက္ခရောက်သွားကြတဲ့သူတွေကခက်များများအေးယောက်ျားတွေဘတော်မှမယုံနဲ့အေးဟွာချနာရဲ့ယောက်ျားတွေမယုံနဲ့ဆိုတဲ့စကားကမဲပြင်းနာအတွင်ကိုပဲ့တင်ထက်တဲ့နဲ့ချိန်ပန်များစွာပြင်လဲပြီးကြားရောင်နေပါတယ်တူတူအနောက်မေရောမှာလိုက်တဲ့စကားတခုကလေမဲပြင်းနာတွေမှာပြင်လဲကြားရောင်နေမိပါတယ်မဲပြင်းညီုံကစကားလက်ဆောင်ပေးလိုက်မယ်အဲ့ဒါကတော့ယောက်ျားတွေဘတော်မှမယုံနဲ့ ယောက်ျားမကောင်းတဲ့စကားတွေဒါနအတွင်မှာပဲ့တင်ထန်နေတဲ့အတွက်မဲ့ပြင်းမှာနားကိုလက်နှစ်ဖက်နဲ့ပိတ်ကအော်ဟစ်လိုက်မိပါရဲ့တော်ပါတော့တော်ကြပါတော့အဲ့လိုစကားမျိုးတွေမပြောပါနဲ့ရောထွက်သွားအားလုံးထွက်သွားမဲ့ပြင်းပြောလိုက်တဲ့အခါမှာဖွားချန်နာကမတက်ချရလိုက်ပြီးလူတယောက်ကိုဘလို့ရှားရဲဆိုညီလေးတည့်ရတဲ့နေမဲ့ပြင်းပင်မခံမျိုးစမနေစမှာနဲ့သွားတဲ့လူကသွားပြီးအေးဖွားချန်နာပြောဆိုပြီးရဲ့နောက်လေးအဝေးမှာပြောက်ွယ်သွားပါရဲ့ ်မဲ့ပြန်တာကောင်းတဲ့အတွေးများစွာနဲ့ကြံ့နေပြီးများသောအားဖြင့်ကတော့ဖွားချမ်းသာပြောရဲယောက်ျားမကောင်းကြောင်စကားတွေနဲ့အနောက်မေရောရဲ့ယောက်ျားမကောင်းကြောင်စကားတွေသာဖြစ်ပါရဲ့မဟုတ်ဘူးအကိုကဒီလိုလုံးမမဟုတ်ဘူးအကိုဒီညောင်ကျင်းတည်ပြန်လာမယ်လို့ယုံကြည်တယ်ကျုပ်စောင့်မယ်အကိုပြန်လာတဲ့အထိဒီနားမှာစောင့်နေမယ်မဲ့ပြန်မှာလှိကတဲ့မှာထိုင်ကငေးမောကစောင့်ကြည့်နေပါရဲ့ဒီလိုနဲ့မိုးရောင်မှာဆင်ဆင်လင်းခဲ့ပြီးဖြစ်ပါရဲ့မဲ့ပြန်လည်းတညာလုံးအိပ်ဖဲငိုထားတဲ့အတွက်မျက်ခုံတွေဖောင်းအင်နေရပါ နားရဲမှာတော့ဖလိုက်ရဘက်ကဆိုင်းတံပုံနံတွေကြားနေရပါတယ်။နေထန်းတစ်ဖြာရောက်တဲ့အခါမှာမဲပြင်းမှာစိတ်ကိုဒုံဒုံချလိုက်ကတပ်ပြင်းရှိကြီးတစ်ချက်ကိုချလိုက်ပြီးဖိုးမပြောက်ခဲ့သွားသည်မှာတရတင်းတင်းပြင်းမြောက်ခဲ့ပြီးဖြစ်ပါတယ်။နောက်ဆုံးတော့မဲပြင်းမှာလေကောင်းမှထိုင်နေရမှမတ်တက်ထားရလိုက်ပါတယ်။အကူကနောက်ဆုံးတော့ချက်ကိုပြစ်သားခဲ့ပြီပေါ့။မဲပြင်းမှာထမင်းကိုပြန်ဝတ်လိုက်ပြီးစမ်းပြက်ကြီးပွားနေဆင်းလာခဲ့ပါတယ်။ရှင်ထဲမှာတောင်ကြီးနေရာမှာအလွန်ဝမ်းနည်းတဲ့ဝေဒနာတစ်ခုကိုခံစားရပါတယ်။ မဲပြင်းမှာပေတော့ရွာနဲ့ဖားလဲရွာကိုဆက်သွဲထားတဲ့လှဲလန်းကြီးတိုင်းလမ်းလျှောက်လာခရင်မကြခင်မှာလှဲတဆီရမဲပြင်းအနီးအနီးတသာကလေးဖြံမောင်းသွားပါရဲ့လေပေါ်မှာထိုင်ကလိုက်ပါလာကြတဲ့လူတွေအနက်အတော်ကြီးနှစ်ဦးမှစကားပြောဆိုနေကြပါရယ်ဒီနေ့ကဖက်လက်ရွာတကြီးဖိုးမောင်နဲ့ဥငွေတွေသမီးကြဦးရဲ့မင်းလာပွဲမောက်လားဟုတ်ပါတော့ကျောင်းမလေးဖက်လက်ရွာမသွားကြမအောင်ငွေတိုးနဲ့စိတ်မျိုးမကင်းလို့သာသွားရတာဤမေပြန်းအိတ်စကားကြတဲ့ခါမှာလှဲအနောက်ပြေးလိုက်ရင်ဟိုအတော်ကြီး ်ဒါကြီးခုနကဘာပြောလိုက်တာဘသူရဲ့မင်္ဂလာပွဲသွားကြမလို့လဲအတော်ကြီးနှစ်ယောက်ကမဲပြင်းအကဲခတ်ကျင်းနဲ့ဖက်လက်ရွာတကြီးဖိုးမောင်နဲ့ကြောက်ဦးရရဲ့မင်္ဂလာပွဲလေမဲပြင်းကခေါင်းခါခါလှေခါခါနဲ့မဖြစ်နိုင်ဘူးအကွာဒီလိုလုံးမမဟုတ်ဘူးအတော်ကြီးတွေကထူးဆန်းသွားပါတယ်မဲပြင်းအဲ့တဲ့တင်ကိုကြားရတဲ့ဖက်လက်ရွာဘက်စီကိုအပြေးလှမ်းလာခဲ့ပါတယ်ဖက်လက်ရွာနာရောက်လေလေဆိုင်းတန်လေးကိုကျဲလောင်စာကြားလေလေဖြစ်ပါတယ်မကြခင်မင်္ဂလာမန်တဲ့ကြီးကိုမြင်တွေ့လိုက်ရပါတယ် မင်းလာမန်နက်ကြီးမှာဟိုတနည်းမဲပြင်းလို့ကျင်းပါခဲ့တဲ့မန်နက်ကြီးပါမန်နက်ကြီးအတွင်မှာတော့အပရိတ်သက်တွေများစွာနဲ့ကြိတ်ကြိတ်တို့စီကားနေပါရဲ့ဟုတ်ပါစေနဲ့တကယ်မဖြစ်ပါစေနဲ့မဲပြင်းမှာဆူတိုင်းရင်လည်းလူအများနဲ့တူမန်နက်အတွင်ကိုပြေးဝင်လာခဲ့ပါရဲ့မင်းလာမောင်မဲမှာငွေတင်ဖြူဖြာပေါ်မှာထိုင်ကလာရောက်တဲ့လူသူအများကိုနှုတ်ဆက်ပြုံးပြနေပါရဲ့ မဲပြင်းကဖိုးမောင်ကြည့်လိုက်တဲ့အခါမှာဖိုးမောင်မှာအကောင်းစားဝယ်စားတွေကိုဝစ်ဆင်ထားပြီးမျက်နှာမှာလည်းအလွန်ကျဉ်တဲ့အာရပျော်ရွှင်နေတဲ့မျက်နှာချနဲ့ပြုံးရည်နေပါရဲ့အကိုအကိုဘလို့ဖြစ်တာလဲလောက်ရလိုက်တာအကိုရဲ့စိတ်ကိုလောက်ရလိုက်တာတနည်းအားဖြင့်စုံနေအတူတူရှိခဲ့ရတာနဲ့အခုတော့တခြားမင်းကလေးတောင်နေပျော်လို့ရွှင်လို့ပါလားအကိုရဲ့မဲပြင်းကဒေါ်သာထွတ်ထန်းနဲ့ဖိုးမောင်တို့ဆောင်တွေကိုတတ်ဖြတ်ဖို့အတွက်စောင့်ဖြတ်လိုက်ပါရဲ့အပရိသတ်တွေအကြောင်းမှာအကာအကွယ်ယူပြီးမင်္ဂလာမောင်နှံစီကိုတဖြည်းဖြည်းတိုးကန်လာခဲ့ပါရဲ့ ဒါပေမဲ့လည်းအနီးနားရောက်တဲ့အခါမှာစိတ်ပြောင်းသွားပါတယ်။မေပြင်းမှာတောသားထွက်နေပြီမဲ့လည်းဖိုးမောင်မတက်ရပါဘူး။ဒီလိုနဲ့လူအုပ်ကြတဲ့ကနေတဝေက မန်းနဲ့ပြင်ကိုပြေးထွက်လာခဲ့ပါတယ်။မန်းနဲ့နဲ့အတော်လန်တဲ့နေရာရောက်မှတော့မန်းနဲ့ကိုတစ်ချက်လေပြန်ကြီးကြည့်မိပါတယ်။လောက်ရလိုက်တာအကိုရဲ့အကိုကကြောက်နေမပြောရှင်နိုင်ဘူးထင်လို့တခြားမိကလေးနဲ့လက်ထပ်တည်တယ်လား။မေပြင်းမှာပြောက်ခွေကြသွားပြီးအနီးနားမှာတစ်ပင်ကြီးတစ်ပင်ကိုအပြုတ်ကမိခိုထားပါတယ်။ ကျုပ်နဲ့မပြောဆိုရင်လည်းအဲ့မိန်ကလေးနဲ့ပဲပြောပါတော့အကိုရဲ့ကျုပ်ကျုပ်ထွက်သွားပေးပါမယ်မဲပြင်းမှာတယောက်တည်းရေရောကဝမ်းနဲ့ပူဆွေးနေတဲ့အချိန်မှာပဲတစ်ပင်နာကနေလူတဦးထွက်လာခဲ့ပါရဲ့ငါပြောခဲ့တာပဲမဟုတ်လားမင်းနာကျင်မှာဆိုလို့ငါအတဏ္ဍတားခဲ့တယ်မဟုတ်လားထွက်လာတဲ့သူကိုကြည့်လိုက်တဲ့အခါမှာရွှေခေါဖြစ်နေရပါ ရွှေခေါကမဲပြင်းအနာကိုတွူလိုက်ရင်ဖိုးမောင်ရဲ့အကြောင်းကအတိအဆုံးပါဒီကောင်ကအချက်ဆိုတဲ့အရာတစ်ခုပေါက်ပြက်ပြက်ပဲသဘောထားတယ် မင်းလေးတယောက်နှလုံးသားကိုစောက်ကစားတက်တဲ့လူတောက်ပဲလို့ငါပြောခဲ့တာပဲအခုတော့မင်းခံရပြီမဟုတ်လားမဲပြင်းမှာဒေါသတွေထွက်သွားပြီးလက်တွင်ဆက်လက်နဲ့တွေကိုဖန်ဆင်းလိုက်ပြီးရွှေခွဲရင်ဘတ်ကိုအားကုန်တွန်းလိုက်ပါတယ်ပင်ပြင်းရိုက်လက်လိုက်တဲ့ပညာကအလွန်မြန်မာပြင်းထန်လာတာကြောင့်တာမန်လူတဦးကိုထိရိုက်မိတယ်ဆိုရင်တော့အဲ့လူမှလူစစ်စစ်ကနေပြီးအခုံးငွေဖြစ်ကိုပြောင်းလဲပြစီတိတ်ဆောင်းသွားစေနိုင်တဲ့အထိအဆန်းထန်လာပါတယ် မေပြင်းရဲ့လဝါရိုက်ချက်မှာရွှေခေါ်ရဲ့ရှင်ဝါကိုရိုက်နှံမိပြီးရင်တော့ဝုန်းကနေအတန်ကြီးတစ်ချမ်းမြည်သွားပြီးမိကုံငွေတွေဥချလာပြီးရင်တော့ပောင်ဝဲချင်တခွင်းကိုဖုံးလွှမ်းသွားပါတယ်မင်္ဂလာမန္တကဆိုင်တီနေအပန်းတွေကြောင့်ဝုံငနဲ့ပောက်ကွဲတန်းစီကိုဘသူမှသတိမထားမိလိုက်ပါဘူး။မေပြင်းကမိကုံငွေတွေကိုကြည့်ရင်ရှင်တလူအချောင်ကျန်တိုင်းအချောင်လုံးရမယ်ထင်လားရှ िख ောရဲ့အဲ့ဒီအချိန်မှာပဲမိကုံငွေတွေကြားနေရည်တန်တစ်ချက်ကိုကြားလိုက်ရပြီးရှ िख ောတယောက်တိုးထွက်လာပါရဲ့။မေပြင်းကရှ िख ောကိုကြည့်ပြီးအံ့အားသင့်နေမိပါရဲ့။ ရှင်ရှင်ဘာမှမဖြစ်ဘူးလားရွှေခေါကရှိပြီးတော့မင်းရဲ့အချစ်ဆုံးကြွေးကြောင်နဲ့ငါ့အတန်ပါကျင်းနဲ့မယ်ဆိုရင်တော့မင်းငါ့ကိုစိတ်ကြိုက်တက်ဖြတ်လိုက်စမ်းပါမယ်ပြင်းဟာမယ်ပြင်းမှာဆလုံးကြီးတစ်ခုကိုဖန်တီးလိုက်ပြီးရွှေခေါစီကိုထပ်ပြီးတော့ပြစ်လိုက်ပါရယ်ဆလုံးကြီးမှာရွှေခေါရဲ့ကိုယ်နဲ့ထီတူတဲ့အခါမှာဆူရှတဲ့အလင်းအောင်တွေတိုးထွက်လာပါရယ်ဒါပေမဲ့ရွှေခေါတော့ဘာစဘာမှမဖြစ်စေပါဘူးဖိုးမလို့ယာရူးစည်းစိမ်မတ်တဲ့လူကမင်းလိုဆုံးမဟုတ်မျိုးအတီယူမရဲလားမေပြင်းရဲ့ ရှစ်ပစက်ကိုပိတ်ထားလိုက်စမ်းမေပြင်းကထမှန်ပြီးတော့ဆက်လက်နဲ့တခုနဲ့ပြစ်ခတ်လိုက်ပြမရယ်ရှစ်ခေါမှာမေပြင်းပြစ်ခတ်လိုက်သည်များကိုရှောင်ရှားချင်းမပြူပဲခံသာခံပါရယ်တပိမဲ့မေပြင်းရဲ့ဆက်လက်နဲ့တီကရှစ်ခေါကိုမထိခိုက်စေသွားဘူးသူတော်မင်းတို့တကယ်ချစ်တယ်ဆိုရင်တော့အရာအားလုံးဆက်လက်ပြီးတော့မင်းကိုရွေးချယ်ခဲ့ရမယ်မဟုတ်လားတိုင်မဲ့ဖိုးမော်ကဒီလိုကောင်းစားမျိုးမဟုတ်ဘူးသူ့ရဲ့ယာတို့ကသူမစွန့်လန့်နိုင်ဘူးအဲ့ဒါကြောင့်ဥက္ကဋ္ဌတို့သမီးကြအုပ်ကိုလက်ထပ်လိုက်တာပေါ့ ကြောက်ရွာဆွေကြီးမျိုးကြီးရွာမျက်နှာဖုံးလေးဆိုတော့မင်းလိုဆုံးမယူလိုက်တာထက်ဖိုးမတက်ကအများကြီးအကျိုးရှိအောင်မှန်မယ်ဖိုးမကသူ့ဘဝတလန်တော့သူရွေးချယ်မှာပဲကွာမဲပြင်းမှာအမခုနှစ်ခုကားပေါ်မှာထောင်လိုက်ပါတယ်အဲ့ဒီနော်ရွှေခေါလညို့ထိုးပြီးနာဂဒေဝီဒီလူရောက်မှာတတ်ပြီးတော့မဲပြင်းရဲ့ဦးကားထမရှိရဲ့အမအတွင်ကနေအနည်းအောင်အဆင်ရှိရဲ့နာဂဒေဝီမှာခုံပြန်ထွက်သွားကလေးပေါ်မှာအမထောင်ကရွှေခေါကိုကြိုက်ဖြတ်ဖို့အတွက် ပြန်တန်းသွားပါတယ် တိုင်မဲလေရွှေခေါကလောက်ဝတစ်ဖက်ကိုမျောလိုက်ပြီးဟိတ်ခနဲအော်လိုက်တဲ့အခါမှာနာဂဒေဝီကမြေပြင်ပေါ်ပြတ်ကျပြီးခေါင်းငုံရဲ့ခွေခွေကလေးဖြစ်သွားပါရဲ့မြေပြင်မှာတဖန်အစင်းအောင်အစင်းရှိရဲ့ဘလူးမင်းကိုခေါ်ထုတ်လိုက်ပါရဲ့ဘလူးမင်းမှာတပင်ကြီးတမားကြီးမာရီတင်းမုတ်ကြီးကိုခြင်ဆက်ကခေါ်ထွန်လာပြီးမဆိုင်မတာနေပင်ရွှေခေါစီကိုပြေးခုံအော်ကတင်းပုတ်ကြီးကိုမြောက်ကဥကောင်းတက်တဲ့ကိုထူချလိုက်ပါရဲ့ တိုင်မဲ့လေဘလူးမင်းရဲ့တင်မကြီးမှာရွှေခွဲဥကောင်းမှာရောင်နှုံးနဲ့ထိတွေ့တဲ့အခါမှာမှန်တချက်လိုပဲအပိုင်းမဲဆဆာကွဲကြည့်သွားပြီးဘလူးမင်းကလည်းအနောက်ကိုလန့်ထွက်သွားပါရဲ့နောက်ဆုံးမှာတော့မေပြင်းမှာအစံတကူထမြတ်တဲ့နမင်းကြီးကိုခေါ်ထုတ်လိုက်ပါရဲ့တကူလုံးရွှေအောင်အစင်းရှိနေတယ်ကန္နဘာနမင်းကရမထရွှေကျိန်လုံးကိုကိုက်ဆောင်ကရွှေခေါ်ကိုကျိန်လုံးနဲ့အချက်ပေါင်းများစွာရိုက်ခတ်ပါရဲ့တိုင်မဲ့နမင်းရဲ့ရိုက်ချက်တွေကရွှေခေါ်ရဲ့ကူကူထုတ်ဖောက်ထွန်းရဲ့အတွက်ထင်လောက်တော့အစမ်းမထွက်ပဲဖြစ်နေရပါဗျ အဲ့ခါမှာမဲပြင်းကတော်တော်ဖြုံသွားပါတယ်။နမိတ်ကမဲပြင်းနားကိုကပ်ပြီးဒီလူမှာအစိမ့်မြင့်နဲ့ကောက်ကွယ်မှုတစ်ခုရှိနေရဲ့မဲပြင်းအဲ့ခါမှာရှေခေါ်ကရှီမောပြီးမင်းလိုဆုံးမငါအနံ့ယူဖို့တည်းမပြင်းစံထားလို့မင်းကထင်းနေရလားကွာရွှေခေါ်မှာသူဝတ်ထားတဲ့ပိုးရင်ပုံအင်ဂျီဂျီကိုချက်လိုက်တဲ့အခါမှာတင်ကန်းလိုမျိုးနှီးညွံ့အောင်အသွေးနဲ့ချက်လုပ်ထားတဲ့အင်ဂျီတစ်ထည်ကိုအောက်ကနေခံဝတ်ချပါရယ်။အင်ဂျီအသားပေါ်မှာလေစိတ်နဲ့စင်ကြီးနဲ့ရေးဆွဲထားတဲ့စမတ်ရုပ်ပုံတွေကိုပြင်တွေ့ရပါရယ်။ ဟောရာတန်ဃာတော်တွေဝတ်တဲ့သင်္ကန်းပဲအဲ့ဒီသင်္ကန်းပေါ်မှာမှဘောရီသမတ်တထောင်မှအပြန်လန်ရေးဆွဲထားတာငါကုံကဖျားကုံတရားကုံတန်ဃာကုံနဲ့လွှမ်းခြုံထားပြီးပြီးဆုံးမှငါ့အောင်နေကြဲ့တယ်လို့တော့တိုက်ခိုက်ပြီးတော့ဟုတ်တယ်မေပြင်သူ့ရဲ့ကာကွယ်မှုအစံကြီးမာတယ်ငါတို့ဘလို့မှတိုက်ခတ်လို့ရမှာမဟုတ်ဘူးထွက်ပြန်လဲသွားကြပေါ့မေပြင်ကတစ်ဖက်ကိုလှည့်လိုက်တဲ့အခါမှာရွှေခေါကလှမ်းကြလိုက်ပါတယ်နေအောင်မေပြင် မင်းဒီတခါဘယ်ဦးမှမတော်ဘူးမင်းကငါနဲ့လူသိရှင်ကြလက်ထပ်ထားတဲ့လူဒါကြောင့်ဘလို့ပဲဖြစ်နေဖြစ်နေမင်းကအခုချိန်မှာငါရဲ့မယားပဲမင်းကငါပိုင်တယ်မဲပြင်းကလှဲ့ကြည့်လိုက်ပြီးရှင်ကြောက်တဲ့ပုံမျိုးစိတ်ကူးတော့မရှင်စမ်းပါနဲ့မင်းကနောက်ဆုံးချိန်ထိပိတ်ကပ်နေရပဲမဲပြင်းဒါဆိုရင်တော့ငါလည်းမညာတော့ဘူးဟဲ့ရွှေခေါကပြောဆိုလိုက်ကစက်စုကစားလေးတစ်စားကိုဖြန့်ကျန်လိုက်ပါရဲ့အဲ့စက်ကူထဲမှာတော့အက်ကလေးခုနှစ်ချောင်းရှိပါရဲ့ အနဖာမှာတော့တထောင်ခန့်ရှိလျားတဲ့အချီကျိုးတွေကိုတွဲဆက်ထားပြီးရွှေခေါ်ကအခွနချောင်းကိုလေဘော်ကိုမြှောက်တင်လိုက်ပြီးရဲ့နောက်မန္တန်တပုတ်ကိုရွှေဆူလိုက်ပါရယ်ဒီခါမှာလေဘော်မှာပြန်နေတဲ့အခွနဆင်းမှာမိုးပေါ်မှာဝေးဝိုင်ပြန်တန်းကမဲပြင်းစီကိုဥတီပြန်တန်းလာပါရယ်အခွနဆင်းမှာမဲပြင်းရဲ့ငယ်ရေမှာတစင်လက်ပြားခြေပြားမှာ၄စင်နှလုံးသားတစ်တည်းမှာတစင်ဝမ်းပိုက်ချက်တစ်တည်းမှာတစင်လာရောက်ထိမှန်ကြပါရယ်မဲပြင်းမှာအလွန်နာကျင်စွာအဟေကဒုထလေကြသွားပါရယ် ဲ့ဒါတိတ်ဝင်အပ်နဲ့တိတ်ဝင်အပ်ချီတွေပဲဒီအခုနစနဲ့တွင်ဘယ်ဆောင်မှမခံနိုင်ဘူးဟဲ့မဲပြင်းရဲ့နဖူကနေချွေးတိချွေးပေါက်တွေကြာဆင်းလာပါတယ်ခန္ဓာကိုယ်အနံ့တိုးဝင်လျက်ရှိတဲ့အတွေ့အစီကနေထူးဆန်းတဲ့ဆွမ်းရည်တွေကတကူလုံးကိုဖြန့်ကျက်နေပါတယ်အဲ့ဒီဆိုင်တွေကမေပြင်းရဲ့ကိုမရှိရဲ့ဆိုင်တွေကပြင်းထန်စွာတိုက်ခိုက်ပြီးတဲ့နောက်မေပြင်းရဲ့နှလုံးသားတက်တဲစီကိုစီးဝင်ပါတယ်။ရွှေခေါကသူ့ရဲ့ခေါင်းပေါင်းစာဖြစ်လိုက်တဲ့အခါမှာခေါင်းပေါင်းစာအတွင်အနေမျက်ပါရွှေပြားနဲ့ပြုတ်လောက်ထားတဲ့အင်းတစ်ခုထွက်ပေါ်လာပါတယ်။ ဟောရာဆုံးဖြတ်အင်းမယ်ဒီအင်းအသုံးချပြီးတော့မင်းရဲ့ပညာတွေကိုဖျက်ဆီးပြမယ်မင်းမှာဘာပညာမှမတက်တော်ရခါမှာငါ့အိမ်မှာလိုက်နေပြီငါ့အတွက်သားသမီးလေးတွေမွေးပေးစားမှာကွာဆုံးမရရွှေခေါ်မှာအင်းကွက်ကင်ပြီးတော့မဲပြင်းစီကိုတလန်းချင်းရှောက်လာပါတယ်မဲပြင်းလေးကိုရောက်တဲ့ခါမှာတော့အင်းကွက်ကိုကင်ပြီးတော့မဲပြင်းနှဖူးမှာကရင်အတွက်လက်ဟန်ပြန်လိုက်ပါတယ်အဲ့ဒီချိန်မှာပဲမေပြင်းရဲ့ငယ်လေးမှာစိုက်ဝင်နေတဲ့တိမ်ဝင် အမသူ့လူလူလှုပ်ရှားလာပြီးရဲ့နောက်အမအပြင်ကိုပြန်လဲတိုးထွက်ပါတယ် ရွှေခေါရဲ့မျက်စိရှိမှာပဲအဲ့ဒီတင်ဝင်တဲ့အကမဲပြဲငယ်တဲ့ကောင်ကြီးမြေပေါ်ပြုတ်ကျသွားပါရယ်။ကြံ့ရတဲ့တင်ဝင်အတရားလေးအကုန်ပြုတ်ထွက်သွားတဲ့ခါမှာမဲပြင်းကရုတ်တရက်ကုန်ထလိုက်ပြီးသူ့ရှေ့မှာရန်နေတဲ့ရွှေခေါရဲ့မေးစီအကိုညာလက်တီနဲ့အာကုန်ပင့်ထိုးလိုက်ပါရယ်။ရွှေခေါမှာအလင်းငိုက်ခံလိုက်ရတာမို့ခေါင်းမော့ထွက်သွားပါရယ်။မဲပြင်းကရွှေခေါရဲ့ရှင်ဘက်ကိုဒူးနဲ့တုံးလက်ချက်ဆင့်ပြီးတော့တိုက်ပစ်လိုက်တဲ့ခါမှာတော့ရွှေခေါမှာအယုတ်ကျပြက်လဲကျသွားပါရယ်။ ဲတော့မှမဲပြင်းကရွှေခေါ်ဝစ်စံထားတဲ့တင်ငန်းတိုက်ပုံကိုလက်နဖန်နဲ့ကင်ကဆွဲဖြဲပါရယ်မဲပြင်းလက်နဲ့တိုက်ပုံထိတွေ့လိုက်တာနဲ့အလွန်ပူလောင်ကနာကျင်တဲ့ဝေနာကိုခံစားရပါရယ်တိုင်မဲ့လေမဲပြင်းကအဲ့ဝေနာကိုကြိတ်မိတ်ခံကတိုက်ပုံအင်ဂျီရှင်ဘတ်ပွင့်ထွက်သွားအောင်လက်နဖန်နဲ့ဆွဲဖြဲပါရယ်တိုက်ပုံအင်ဂျီအစွမ်းကြောင့်မေပြင်းလန်နဖက်ကအခိုးငွေတွေထွက်ပေါ်လာကလက်ချောင်းတွေမှာအေးပြောကြတော့မတက်ပူလာပါရဲ့မကြခင်မေပြင်းတကူလုံးကနေအခိုးငွေတွေတိုးထွက်လာပါရဲ့ မဲပြင်းကအာကနဲ့တစ်ချက်အော်လိုက်ပြီးရနောက်လက်နှစ်ဖက်ကိုအာကုံဆောင်ဆွဲလိုက်တဲ့အခါတိုက်ပုတ်အင်ဂျီရှင်ဘက်ကျဲသီးမှပွင့်ထွက်သွားပြီးရွှေခေါ်ရင်ရှင်ဘက်မှာအတိုင်းသားပွင့်သွားပါရယ်မဲပြင်းကညာလဝါမှာဆက်လက်နဲ့တွေတက်ဆင်လိုက်ကရွှေခေါ်ရင်ရှင်ဘက်ကိုရိုက်ချဖို့အတွက်လက်ရွေလိုက်ပါရယ်ရွှေခေါ်အကောင်တစ်ခါခါနဲ့မလောက်နဲ့မဲပြင်းမင်းကတော့တက်လို့မရဘူးမဲပြင်းကဘာမှမပြောတော့ဘဲရွှေခေါ်ရင်ရှင်ဘက်ကိုသာလဝါနဲ့ရိုက်လိုက်ပါရယ် မဲပြင်းလာဝါနဲ့ရွှေခွဲရင်ပတ်ထိသွားတဲ့တပြိုင်နက်ထဲမှာရွှေခွဲရဲ့ကိုခန္ဓာဒရာအပေါက်တရားနဲ့အခိုးငွေတွေတိုးထွက်လာပြီးရွှေခွဲတမိဖုတ်ထားတဲ့အလောင်းဖြစ်သွားပါရဲ့ခဏကြာမှာတော့ရွှေခွဲရဲ့အလောင်းကြီးမှာပြမောင်းနေအဖြစ်ကိုပြောင်းလဲကလေအဝေးမှာလွင့်မျောပါသွားပါရဲ့ရွှေခွဲဝစင်ခဲ့တဲ့အဝတ်စားတွေသာကျန်ရနေကြတာပါမေပြင်းကတပြင်းတစ်ချက်ချလိုက်ပြီးရဲ့နောက်အိတ်နေရာနေလှည့်ထွက်ခဲ့ပါရယ်မေပြင်းမှာလှဲလန်းကြီးတိုင်းလမ်းလျှောက်နေပြီမဲ့လဲစိတ်နဲ့လူနဲ့မကပ်ပါဘူး စိတ်အတွင်းမှာဖိုးမောင်နဲ့ပတ်သက်တဲ့ထင်ရှားတွေကတနုံနုံနဲ့ခန်းစားနေရတယ်လို့ကိုခန္ဓာမှာလည်းရွှေခေါင်းနဲ့တိုက်ခိုက်ထားစရာရရှိထားခဲ့တဲ့ထင်ရှားတွေကြောင့်အလွန်မောပန်းကနှုံးချနေပါရဲ့မဲပြဲမှာစိတ်နဲ့လူနဲ့မကပ်ပဲခြေဥတရားလမ်းလျှောက်လာစဉ်အချိန်တွေကုန်မမသိကုန်လာခဲ့ပါရဲ့ညနေနေညချိန်မှာတော့ပေတော်ရွာအကျုံလှဲလောင်းမကြီးတစ်ခုရဲ့နဘေးမှာတယောက်တည်းခေါင်းငိုက်စိတ်ကရှာလန်းလာခဲ့ပါရဲ့ တကူလုံးနှုတ်ချနေကြမကြခင်မှာပဲကောင်းမှာခြာလပတ်လေမူကလောကကြီးတကူလုံးကလည်းခြာရဟက်လေးတလူမျိုးလဲပတ်နေပြီးမေပြင်းတယောက်လဲကြသွားပါရဲ့လဲလန်းတိုင်းမကြခင်မှာလဲတစီယာမောင်းနှင်လာပြီးလဲလန်းရဲ့နဘေးမှာလဲကြနေတဲ့မေပြင်းကိုလဲမောင်းနေသူတူကတွေ့လဲရပါရဲ့ဟေးလူအေးအေးအရှိမမင်းကလေးတယောက်လဲနေပါလားကွာဟုတ်တယ်ဘာကြီးတိမ်နာတိမ်နာလားမသိပါဘူးဗျာတည်တည်ရှိရှိစိတ်ပြီးတော့ကြည့်အောင်ပါကွာတည်သွားရဲ့ဆိုရင်လဲတို့ရထိတ်တုတ်တမ်းမှာကောင်းကောင်းမွန်မွန်မြုပ်နှံပေးလိုက်တာပေါ့ကွာ ကလူအေးမှာလဲပေါ်ကနေလွှားကနေခုံချပြီးမေပြင်းစီကိုသွားလိုက်ပါတယ်။မောက်ရတာလဲကြနေမေပြင်းကိုဆွဲထုတ်လိုက်ကမေပြင်းရဲ့လှပါတဲ့ရုပ်ရည်ကိုခစ်တာများငေးကြည့်နေမိပါတယ်။လူအေးရေတင်နေပြီလားဟဲ့။အဲ့တော့မှကလူအေးကတတိဝင်ပြီးမေပြင်းနှခေါင်းဆန်းသက်ကြည့်လိုက်ပါတယ်။မေပြင်းမှာအသက်ကိုခမင်းမြင့်သာရှူဆိုင်နေပါတယ်။ဟာမသေးသေးဘူးဗာကြီးအေးမသေးသေးဘူး။လဲမောင်းနေဗာကြီးကခုံဆန်းလာပြီးမေပြင်းကိုဆန်းသက်ကြည့်လိုက်ကအားနေလို့မူလဲသွားပုံပဲကွာ။ ဒီနောက်မှာဒီတိုင်းထားခဲ့မတော်ရဲလူတွေနဲ့တွင်ဒီကလေးမှာရေးတဲ့နေသွားနိုင်တယ်ဟဲ့အားတို့သူ့ကိုတို့ရခေါ်ပြော့တမားတော်လေးပါလိနဲ့ကုသပေးရမယ်သူတတိယလာတော့လေသူသွားချင်တယ်ရသွားပါစီပေါ့ကွာကိုလူအိမ်မှာကောင်းညှင်လိုက်ပြီးမေပြင်းကိုပွေးချီကလဲပေါ်တင်လိုက်ပါတယ်။ဗာကြီးဖြစ်သူမှာနွားကိုချိန်နေတွင်မိုးချုပ်တော့မယ်ဟေးတို့ရောင်အမြင်ရောက်မှဖြစ်မှာကွာ။ဒီလိုနဲ့လဲရောင်လင်းများစွာမောင်းနေလာခဲ့ကြပါရဲ့။ဟုတ်ကဲ့ပါရှင်။ ဒီနေ့တင်ဆက်ပေးသွားတဲ့ဇလင်လေးကိုနားဆင်ရတာပရိသတ်တို့အနေနဲ့သဘောကျနှစ်သက်လိမ့်မယ်လို့မျှော်လင့်မိပါတယ်။နောက်မြတ်တင်မလေးကြန့်ရှိနေသေးတဲ့အပိုင်းဆက်လေးတွေကိုစဉ်ဆက်မပြတ်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ channel လေးကိုစမြနားဆင်မှုလေးမမေ့ကြပါနဲ့ဦးနော်။နားဆင်ရပေးခဲ့ကြတဲ့ပရိသတ်ဥတျချင်းစီတိုင်းကိုလေကျေးဇူးထူပဲတင်ရှိပါရရှင်။